ကဲမင်္ဂလာပါဒီနေ့တော့ဘန်ကောက်ကနမကြီးအစားအစာတွေဖြစ်တဲ့ကြက်သဲမြစ်ကပောင်ကြုံနီးလေးကိုလုံးဝညီနံမရပဲအိမ်မှာကိုယ်တိုင်ကြော်စားလို့ရတဲ့နီးလေးလာပြီးမျှဝေပေးပါမယ်ခင်ဗျာ မကြောခင်မှာကြက်သည်မြင့်ညီနံပြောင်းစီဖို့အတွက်ကြတော့ဆံမုတ်ကောက်ညင်းမုတ်ကိုတုံးရသလိုစားနေတော့ထဲရေလေးအတင်းတင်းတော့ထဲအားလုံးတမအောင် ရောနေပွားလို့ဆိုရင်တော့ရေတန်းလေးနဲ့ဆင်အောင်ဆေးပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ပပတ်ဆူနေတဲ့ရေထဲမှာအနေတော်လေးတုံးပြီးတော့ကျွန်တော်တို့15စက္ကန့်ဒါမှမဟုတ်လို့ရှိရင် စက္ကန့်30လောက်အသေးရောအမြင့်ပါတစ်ခါလေးရောပြီးတော့ပြုတ်ထားပေးပါ အရင်ကျက်နေအောင်ပြုတ်ပေးထားစရာမလိုပါဘူးเนาะအနေတော်လေးညီနှံပြောင်းလောက်ပဲပြုတ်ပေးရမှာဖြစ်ပါတယ်။ကဲနောက်ထပ်သူ့ကိုစက်သွန်ပြူလေးအနေတော်ထဲငှုပ်သည့်အစကြိုက်များများထဲမညက်တညက်လေးထောင်းလာပေးပါ။ဆက်ဆက်လေးကြိုက်တယ်ဆိုရင်တော့ငှုပ်တီ6လေးပါထောင်းထည့်နိုင်ပါတယ်။စီလေးပူလာပြီဆိုရင်တော့ထောင်းထားတဲ့ကြက်သွန်မြူနဲ့ငှုပ်တီလေးကိုမွေးနေအောင်လောပါမယ်။အနံ့လေးမွေးသွားပြီဆိုရင်တော့ပြုတ်ထားတဲ့ကြက်သက်ကြက်မြက်လေးကိုထည့်မယ်။ခယူးစီအသင်တင်အသားမုတ်အနေတော့တကြားလေးအသင်တင်လောက်ထည့်ပါမယ်။နောက်ထပ် ငားငံပြရည်လေးပါတခါတည်းထည့်ပါမယ်အချုံမုတ်ကြိုက်တယ်ဆိုလို့ရှိရင်လည်းအနေတော်လေးသုံးထည့်လို့ရပါတယ်ခင်ဗျာဒါဒီအားလုံးကိုတမအောင်အပေါ်အောင်တစ်ခါတော့မီးလေးဖြည်းဖြည်းလေးနဲ့ကျွန်တော်တို့မွေးပါမယ် ကျက်တဲ့အမြင့်တွေလုံးဝကျက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အယောင်လေးလည်းလာပြီးစားလို့လည်းကောင်းစီဖို့အတွက်ဘဲငံပြရဲ့အနောက်လေးကိုအတင်တင်လောက်ထည့်မယ်။ရောင်းမလေးနဲ့နောက်ထပ်တစ်ခါအပေါ်အောက်ဖွားဖွားလေးထပ်ပြီးတော့မြူပေးပါ။ဒီအချိန်မှာကျွန်တော်တို့အသီးနှံလေးထပ်ထည့်ပါမယ်။ဘာလေးထည့်မယ်ဆိုလို့ရှိရင်တော့ပြောင်မှုအကင်းလေးကိုထည့်ထားပါမယ်။တကယ်လို့ပြောင်မှုကင်းမကြိုက်ဘူးဆိုလို့ရှိရင်တော့ ပဲတောက်ရှည်လေးကိုလည်းရွေးပြီးတော့ထည့်နိုင်ပါတယ်။ကြောင်မူးလေးတွေကျက်သွားပြီးဆိုမှကပောင်အရွက်လေးကိုထည့်ပါမယ်။ကပောင်အရွက်ထည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းလက်ဆက်တဲ့ကပောင်ကိုရွေးပြီးတော့သုံးပါ။အရင်နွမ်းနေမယ်ဆိုလို့ရှိရင်တော့ကပောင်အနံ့ကမမွေးပဲနဲ့ရတာလည်းမရှိပါဘူး။အနံ့လည်းမွေးပြီးပိုစားကောင်းခြင်းတယ်ဆိုလို့ရှိရင်မိပိတ်ကန်နီးလေးမှာအပေါ်ကငေးုတ်ကောင်းမုတ်လေးပါတခါတည်းဖြူးပြီးတော့ကြော်နိုင်ပါတယ်။ ဒီအချိန်မှာကျွန်တော်တို့ရဲ့ချက်သဲမြစ်ကပောင်ရဲ့အပေါ့ငံအရာကလေးကိုမြည်လို့ရပါပြီကျွန်တော်ကြတော့ဒီမှာချက်ခွေးစီလေးတလုံးကောက်မြည်လိုက်ပါတယ်ခင်ဗျာဟုတ်ပေါ့နေမယ်ဆိုရင်တော့ငံပြာရီလေးအတင်တင်လောက်ထားတဲ့သူ့ကိုကျဝဟန်းမာလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်တော့အရန်ကမှလိုက်ဖတ်တဲ့ချက်သဲမြစ်ကပောင်ကြော်လေးပါစားကြပါဦးခင်ဗျာ ပြောင်းမှုလေးကချိုးပြီးတော့စားလို့ကောင်းတယ်ကပောင်လေးကလည်းအနံ့မှုရဲ့ကဲရန်ကုန်မှာမိုက်တယ်လိုက်ကြော်စားကြည့်ပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတင်မှာထပ်ပြီးတော့ပြင်မယ်နော်